ကျွန်တော်တို့ခြေဖွားအောက်ကမြေလွာအဲ့လာကကျွန်တော်တို့စားနေတဲ့အစားအစာတိုင်းရဲ့အခြေခံအုံးမြစ်ပဲလေအဲ့ဒီမြေလွာကိုတိုင်းကတိတ်တဆိတ်အစိတ်သက်နေတယ်ဆိုရင်ဘယ်လိုလုပ်မလဲဟုတ်ပြီဒီနေ့မှာတော့ကျွန်တော်ရဲ့အစားပန်ကံများတိုင်းကိုချင်းချောင်နေတဲ့မြေစီလွာတဲကဖုံးကွယ်နေတဲ့အကြက်တဲတစ်ခုချောင်းကိုဆွေးနွေးကြည့်ကြရအောင်မြေစီလွာဆိုတာငိုလူအများစုကရွှင့်တီဖုံမုံတွေလိုပဲထင်ကြတာပေါ့ဒါပေမဲ့အမှန်တရားကတော့အများကြီးပိုနက်နေပြီးစိတ်ဝင်စားဖို့ကောင်းတာက တကယ်တော့လေ ကျွန်တော်တို့ခြေဘွားအောက်မှာတက်ရှိတဲ့နဲ့စီကားနေတဲ့မျက်စိနဲ့မမြင်နိုင်တဲ့ gear စနစ်တစ်ခုလုံးရှိနေတာပါအဲ့ဒါကကျွန်တော်တို့အသက်ရှင်ရည်တည်မှုအတွက်အခြေခံအုံမြင့်ဖြစ်တဲ့တက်ရှိကဘာကြီးတစ်ခုပါပဲကဲဒါဆိုရင်ဒီမြောက်ကတက်ရှိကဘာကြီးကဘာလို့ဒီလောက်တောင်အေးပါနေရတာလဲဒီတက်ရှိမြေလွာဟာဘာကြောင့်ကျွန်တော်ရဲ့တန်ဖိုးရှိဆုံးတရားတာရဲ့ထဲကတစ်ခုဖြစ်နေရသလဲဆိုတာကိုအတူတူကြည့်လိုက်ကြအောင်ဒီလိုလေးစဉ်းစားကြည့်ရအောင် လက်သစုပ်စာမြင်ကြီးထဲမှာကိုတက်ရှိတန်းပေါင်းများစွာနဲ့ပြည့်နေလာပါဒါဟာတကယ်ကိုတီချာခရစစ်နှစ်တခုလိုပါပဲအဲဒါကြောင့်လေ FAO ကကျန်းမာတဲ့မြင်စီလွာဟာပြန်ပြည့်မြင့်မဟုတ်တဲ့တယံစသက်တခုနှီးပါပဲလို့တတိပေးထားတာပေါ့ဆူလိုရာကမြင်စီလွာစင်တီမီတာအနည်းငယ်ဖြစ်ပေါ်လာဖို့နှစ်တထောင်လောက်အချိန်ယူရနိုင်တယ်အဲ့ဒါကိုသာဆုံးရှုံးသွားပြီဆိုရင်ကျွန်တော်ရဲ့တက်တန်းအတွက်မှပြန်ရဖို့ဆိုတာမလွဲတော့တဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပေါ်ပါပြီ။ဒါပေမဲ့ ပြဿနာကဒီအရေးပါတဲ့တယန်ဇာတာဟာကြီးမားတဲ့အန်ဒရယ်နဲ့ရင်ဆိုင်နေရတာပါပဲ။အဲ့ဒီတော့အချက်တဲတဲ့အထီးကချက်ကိုရောက်လာပါပြီ။ဖြက်စည်းဆုံးရှုံးမှုကတကယ်တော့မဘလောက်အထိကျေပြတ်နေပြီလေ။ဒီအချက်အတဲရဲ့အတိုင်းတာကတကယ်ကိုတုံ့လုတ်စရာကောင်းပါရဲ့။ FAO ရဲ့အချက်လက်တွေရဆိုရင်ကျွန်တော်တို့ကဘာမြင်စီလွာရဲ့သုံးပုံတပုံကပျက်စီးနေပါပြီတဲ့။ဒီလိုစဉ်းစားကြည့်ပါလား။ဆိုင်ကင်းသုံးခုမှတစ်ခု၊တစ်တော့သုံးခုမှတစ်ခု၊လက်ကွင်းသုံးခုမှတစ်ခုကတက်ရှိတွေကိုထောက်ပံ့ပေးဖို့ရုံးကန်နေရတယ်ဆိုတဲ့သဘောပါပဲ။ ဒါဟာကျွန်တော်တို့ရဲ့အစားအစာထောက်ပံ့မှုကိုရော gear sanity ရဲ့တည်ငြိမ်မှုကိုပါတရိပ်ချင်းချောက်နေရပါဒီလိုပဝင်ချင်းဆိုင်ရာပျက်စီးဆုံးရှုံးမှုတွေရဲ့နောက်ကလေးမှာကြွေကြီးတိုင်းပွဲရာလဲတုံလုံးဆရာကင်းကနန်းနေရှိနေပါတယ်။ UN ရဲ့ခံမှန်းချက်ရာဆိုရင်ကမ္ဘာလုံးဆိုင်ရာမြေစီးလွှာပျက်စီးမှုကြောင့်ကုန်ကျစရာတစ်နှစ်တစ်နှစ်ကိုဒေါ်လာ7 trillion အထိရှိနိုင်တယ်လို့ဆိုပါတယ်။ဒါဟာမြေကြီးဆုံးရှုံးတာတသက်မဟုတ်ပါဘူးနော်။ဒီနေ့မှအောင်မြင်လာတွေကနေပြန်လဲပြုပြင်ကင်းသိန်းရေးကုန်ကျစရာအကြီးမားအထိအားလုံးပေါင်းလိုက်ရဲ့အရာမဆီးပွားရေးတန်ဖိုးတွေဆုံးရှုံးနေတာဖြစ်ပါတယ်။ ဒါဆိုရင်ဒီလိုဖြက်စီးမှုတွေကဘလို့ပုံစံနာဖြစ်လာတာလဲ။음။ဒါဟာမျိုးစီလွားကိုရှုထောင့်သုံးမျိုးကနေတိုက်ခိုက်တယ်လို့ပြောလို့ရပါတယ်။ပထမတစ်ခုကရုပ်ပိုင်းဆိုင်ရာဖြက်စီးမှုပေါ့။လင်းနဲ့ရေကမျိုးစီလွားလေးကိုတိုက်စားပြီးမျိုးရောကိုတိုက်ချို့ဖျက်ရှားသွားတာမျိုးပါ။ပြီးတော့ဓာတ်သူပိုင်းဆိုင်ရာဖြက်စီးမှုရှိတယ်။ဒါကတော့ညဉ့်ညမ်းစေတဲ့အရာတွေကမျိုးစီလွားကိုအစိတ်သင့်စေတာပေါ့။နောက်ဆုံးတစ်ခုကဇီဝပိုင်းဆိုင်ရာဖြက်စီးမှုပါ။ဒါကတော့မျိုးစီလွားတွေကသက်ရှိတဲ့ကိုယ်တိုင်း ပြက်သွန်းသွားပြီးမြေစီရွာရဲ့မြေထွကြကိုရောကားပုံးတို့လောင်နေဆွမ်းကိုပါဖြက်စီးပစ်လိုက်တာပါပဲ။ကဲအခုနကပြောခဲ့တဲ့ဓာတုပိုက်ဆိုင်ကတိုက်ခိုက်မှုပုံကိုပဲအာယုံဆက်ပြီးကြည့်လိုက်ကြအောင်။ကျွန်တော်တို့ရဲ့မြေကြီးလဲကိုစိတ်ဝင်နေတဲ့ဒီအစိတ်ကြီးကတကယ်တော့ပါတယ်လေ။ပြီးတော့သူတို့ဘယ်ကနေလာတာဒီလဲ။တရားခဏတွေကိုအဓိကအုပ်စုနှစ်ခုခွဲကြည့်လို့ရပါတယ်။ပထမအုပ်စုကတော့စက်မှုလုပ်ငန်းတွေကထွက်တဲ့ခဲတို့ကက်မီဒီယန်တို့လိုအစိတ်တင်သက်သူတွေပါ။ ဒါတွေကဘယ်တော့မှပြောင်းခွေမပါသက်လို့သာဝရညဉ့်ညံ့စေတဲ့အရာများလို့တော့ခေါ်ကြတယ်။နောက်တစ်မျိုးကတော့ပိုးသစေးတွေပါ။အဲ့ဒီထဲမှာ POPS လို့ခေါ်တဲ့ကြာရှည်ခန့် organic ညဉ့်ညံ့စေတဲ့အရာတွေပါဝင်နေတတ်တယ်။ဒါတွေကတည်ငြိမ်အောင်တမင်တကာဖန်တီးထားတဲ့လူလုံဓာတ်သူဖြစ်စီတွေချစ်လို့မြင်းစီလွားကိုဆယ်စုနှစ်တွေနဲ့ချီပြီးအစိတ်ထင်စေနိုင်ပါတယ်။ဒါပေမဲ့ဒီအစိတ်တွေကမြေစီလွားထဲကနေကျွန်တော်တို့ရဲ့အစားအစာတွေကိုဘလို့လို့ပြီးရောက်သွားတာလဲအဲ့ဒါကဓာတုဗေဒနဲ့နည်းနည်းဆိုင်သွားပြီ အစိတ်တန်တတူတွေကမြေကြီးထဲမှာအန်ဒီယမရှိဘဲငြိမ်းသက်နေနိုင်ပေမဲ့မြေစီလွာကအစစ်တက်များလာတာလိုမျိုးအခြေအနေတွေပြောင်းလဲသွားတဲ့အခါမှာတော့တော့တချောင်းလို့ဖွင့်မေးလိုက်တယ်လို့ခြေသွားပါတယ်။အဲ့ဒီခါမှာအစိတ်တွေကရေထဲမှာပျော်ဝင်သွားပြီးအပင်တွေကသူတို့ရဲ့အမြစ်တွေကနေစုယူလို့ရသွားရောအဲ့ဒီကနေတချင်အစားစာကွန်းဆက်တွေကိုတန်းပြီးဝင်ရောက်သွားတာပါပဲ။ဟုတ်ပြီ။ဒါဆိုရင်ဒီညစ်ညမ်းစေတဲ့အရာတွေဟာချင်းချောင်းမှုတစ်ခုဆိုတာကျွန်တော်တို့ထိသွားပြီးဒါမဲ့သူတို့ကမြေစီလွာတဲ့ကောအစတက်ကဘလို့ရောက်လာကြတာလဲ။ ကဲရင်းမြက်ကနေမြေပြင်ထိသူတို့ရဲ့ခေးလမ်းကြောင်းကိုတစ်ချက်လောက် ခြေရခန့်ကြည့်ကြရအောင်အဓိကလမ်းကြောင်းတစ်ခုရှိပါတယ်ပထမတစ်ခုကတိုက်ရိုက်ညဉ့်ညမ်းမှုပေါ့ဒါကတော့ခံမရမခက်ပါဘူးစက်မှုလုပ်ငန်းတောင်ပစ္စည်းတွေဖိတ်စင်တာမျိုးဒါမှမဟုတ်ညဉ့်ညမ်းနေတဲ့ရေနဲ့သီးနှံတွေကိုရေသွင်းတာမျိုးတွေပေါ့ဒါပေမဲ့အသွေးဝိုက်တဲ့လမ်းကြောင်းတွေကလည်းမထင်ထားလောက်အောင်အန်တီများနိုင်ပါတယ်ဥပမာလေတိုးထဲကညဉ့်ညမ်းပစ္စည်းတွေကိုတည်လာတဲ့အစစ်မှုလိုမျိုးဒါမှမဟုတ်ရေလန်တဲ့အခါမစ်တွေကလည်းကွင်းတဲ့အနက်ညဉ့်ညမ်းမှုတွေကိုဖြန့်ကျက်သွားတာမျိုးယူပါ Okay, ဒါဆိုရင်အစိတ်ကမြေစီလွားတဲ့ကိုရောက်နေပြီ။အဲ့ဒါကပဲကျွန်တော်တို့ကိုဒီ quiz ဆက်ရဲ့နောက်ဆုံးနဲ့အရေးကြီးဆုံးအခြေအဆက်စီကိုရောက်စေတာပါပဲ။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ပန်းငံပြပေါ်ကိုရောက်လာတဲ့အခါဘာဖြစ်မလဲဆိုတာပါပဲ။လက်တွေ့ကဘာမှာဘလောက်တောင်ဆိုးရတဲ့အကျိုးဆက်တွေဖြစ်လာနိုင်လဲဆိုတာကိုမြင်တာအောင်လို့2013ခုနှစ်ကတရုတ်နိုင်ငံဟူနန်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ cadmium ဆန်အရှုပ်တော့ပုံကိုအချက်ကြည့်လိုက်ရအောင်။အဲ့ဒီမှာစုံစမ်းစစ်ဆေးသူတွေက ဈေးထဲမှာရောင်းနေတဲ့ဆန်ထဲမှာကက်ဒမီယန်ပမာဏဟာဥပဒေကန်တချက်ထက်ဆယ်ဆအထိပိုများနေတာကို တွေ့ရှိခဲ့ပါတယ်။ဆယ်ဆတော့နော်။အယဲမစ်ကိုပြန်ချီရခံလိုက်တဲ့အခါမှာတော့အဖြေကရှင်းရှင်းလေးပါပဲ။ဒေသခံတပ်သူတူပေါင်းရင်းလုပ်ငန်းတွေကထွက်တဲ့စွန့်ပစ်ရေးတွေက မြေစီလွာနဲ့စိုက်ပျိုးရေးတို့အုံတဲ့ရေးတွေကိုညဉ့်ညမ်းစေခဲ့လာကိုတိုက်ရိုက်တွေ့ရှိခဲ့ပါတယ်။ဒီလိုအစားအစာတွေကိုစားသုံးပြီးရင်ဘာတွေဖြစ်လာနိုင်မလဲ။ ခဒီမီယမ်နဲ့ခဲလိုမျိုးအစိတ်အသင်းတက်ထူတွေကိုနာရရှိစားသုံးမိတဲ့ခါကြောက်ကပြက်စီးတာအာယုံကျောဆိုင်ရထိခိုက်ပြက်စီးမှုဒီကနေကင်ဆာယောဂအထိပြင်းထန်နေကျမရဲ့ပြက်လာတွေတစ်ခုပြီးတစ်ခုဖြစ်လာစေနိုင်ပါလေဒါဟာအစိတ်အသင်းမြေစီလွားကနေအစားအစာကွင်းဆက်အကိုင်းတက်လာပြီးကျွန်တော်တို့ရဲ့ညစာစားပွဲဘုကိုတန်တန်မမဲရောက်လာတဲ့ပိုက်လိုင်းတစ်ခုတော့ပါပဲနောက်ဆုံးမှာတော့ဒါငင်းလုံရတဲ့ရိုးရှင်းတဲ့အမှန်တရားတစ်ခုစီကိုပဲပြန်ရောက်သွားပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဟာစားသုံးတဲ့အရာတွေနဲ့ဖွဲ့စည်းထားပြီးကျွန်တော်တို့စားသုံးတဲ့အရာတွေကမြေစီလွားကနေလာတယ်ဆိုတာပါပဲ ဒါကြောင့်ဒီအချက်ကကျွန်တော်တို့ကိုအရေးကြီးကြီးစဉ်းစားစေတာမေခွန်းတစ်ခုနဲ့ခြံထားခဲ့ပါတယ်။ကျွန်တော်တို့ကိုအာဟာရကျွေးမွေးနေရဒီမြေကြီးကိုလိုင်းကအစိတ်တင့်ပါရက်ကဘာတွေဆက်ဖြစ်လာမလဲ။